ေအာဝရီတိုင်းဝါခဲမမျိုးမောင်တီကြေးရွာလီကအဖြစ်ပြက်လေးတစ်ခုပဲဖြစ်ပါတယ်ဝါခဲမမျိုးတွင်မှတည်ရှိခဲ့ကြတဲ့ကြေးရွာပေါင်းမြောင်များစွာနဲ့မှာမောင်တီကြေးရွာတစ်ခုတည်းသာလင်ကရင်လူမျိုးများစုနေထိုင်ကြတယ်လို့သတ်မှတ်ထားကြပါတယ်အဲ့ဒီကြေးရွာလေးတွင်မှာအမေရေရင်ဟူသောအနောက်မေတော်ကြီးကိုအများစုကကိုးဝယ်ယုံကြည်လက်ခံကြပါတယ်အများစုလို့ဆိုခြင်းကတရွာလုံးနေပါဟာအမေရေရင်ကိုကိုးဝယ်ကြခြင်းဖြစ်ပါတယ် ကျွန်တော်ရဲ့အမဝံခွဲတော်ဆက်သူဟာဝါခေမာမျိုးရေကျော်ကြီးရွာမှာမင်္ဂလာဆောင်မှာဖြစ်တာကြောင့်ရန်ကုန်မှာနေထိုင်တဲ့ကျွန်တော်တို့မိသားစုကိုအရောက်လာကြဖို့ဖိတ်ကြားခဲ့ပါတယ်။ဒါ့ပေမဲ့လည်းကျွန်တော်ရဲ့မိခင်ဖြစ်သူဟာကျန်းမာရေးမကောင်းတာကြောင့်ဖခင်ဖြစ်သူဟာအနီးကပ်ပြုစုဆောင်ရှောက်ပေးနေရပါတယ်။အဲဒါကြောင့်ပဲမိဘနှစ်ပါးလုံးရဲ့ကိုယ်စားကျွန်တော်ကသာတွားရောက်ပါလို့တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။အဲဒါကြောင့်ကျွန်တော်ဟာလည်းမိဘများရဲ့တိုက်တွန်းမှုကြောင့်ဝါခေမာမျိုးကိုရောက်ခဲ့ပါတယ်။အင်မတန်မှကြီးကျယ်တဲ့မင်္ဂလာဆောင်လို့ဆိုရလိမ့်မလား။ကျွန်တော်တို့ရဲ့ရန်ကုန်မြို့မှာမင်္ဂလာဆောင်သည်ဆိုပါကဧည့်ခံကျွေးမွေးရာမှာတော့ရေခဲမုန့်တဲ့ ကိတ်မုံသို့မဟုတ်ရင်တော့ဓာတ်မောက်ထမင်းထိုအရာများကိုသာလည်းအများဆုံးကျွေးမွေးအခံလေးရှိကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီကြေးရွာလေးမှာမင်္ဂလာဆောင်တာကတော့ပါမောဦးနုဇန်နဲ့ကျွေးမွေးအခံတာကအကုန်ကျတက်တာလိမ့်မယ်လို့ထင်ရပါတယ်။သို့တော်လည်းတောရွာရဲ့သဘောတိုင်းမင်္ဂလာဆောင်လို့ဆိုတာကြောင့်အလားပါဆုံးသောအဝတ်အစားတွေနဲ့စားတောက်နေခဲ့ခြင်းမျိုးမဟုတ်ပါဘူး။ခလက်လက်အဝတ်အစားလေးများဖြင့်မင်္ဂလာဆောင်ကိုလာရောက်ကြပြီးတော့ကျွေးမွေးအခံတဲ့ပါမောဦးနုဇန်ကိုပင်အဝအပြေးစားတောက်နေသည်ကသဘာဝကျလာပါတယ်။ကျွန်တော်တို့ရဲ့မြို့ကြီးပြကြီးတွေမှာတော့အိမ်ရှိတဲ့တွေမှာကားလမ်းများနဲ့လိုင်းကားတွေဟာဖြတ်သန်းမောင်းနေကြပေမဲ့ ယ်လဲထိုကြေးရွာလေးမှာတော့ရေချောင်းခီးတာလင်းရှိပါတယ်အိမ်ရှိမှာရေတက်ရေချချောင်းကျယ်ကြီးရှိနေပြီးတော့အိမ်နောက်ဘက်မှာတော့စိုက်ခင်းနေတဲ့လေကွင်းတွေသာတည်ရှိနေကြပါတယ်လိုင်းသင်္ဘောများစွာသွာလာနေကြပြီးတော့တခြားသောရွာများစီကိုသွားရောက်ချင်မှာကရေတက်ချိန်ကိုပဲစောင့်စားလျက်လိုင်းသင်္ဘောများစီကသွားကြရပါတယ်အဲဒါကြောင့်ပဲမြို့ကြီးပြကြီးမှာကိုပိုင်စပိန်သို့မဟုတ်ဆိုင်ကဲဒီထက်ပို၍ပတ်စံရှိကြလင်ကိုပိုင်ကားများစွာဝယ်ယူထားကြရင်လည်းလိုရာခီးစီကိုထွက်ခွာလေရှိကြပါတယ်ဒါ့ပေမဲ့လည်းထိုကြေးရွာကလေးမှာတော့ကားလမ်းဟူ၍မရှိအိမ်ရှိမှာချောင်း ောင်းကျယ်ကြီးသာလင်ရှိနေတာကြောင့်လေများနဲ့ဆက်လေများကိုသာနေနိုင်မှာဝယ်ယူထားလိမ့်ရှိကြပါတယ်။မင်္ဂလာဆောင်ပြီးတဲ့ညနေပိုင်းမှာတော့ဦးလေးဖြစ်သူနဲ့ကျွန်တော်ဟာစကားများစွာပြောဆိုပြခဲ့ပါတယ်။ကျွန်တော်ကလည်းမနေ့ပြန်ညနေပိုင်းမှာရန်ကုန်ကိုပြန်တော့မှာဖြစ်ကြောင်းဦးလေးကိုပြောဆိုခဲ့ပါတယ်။ဒါ့ပေမဲ့လည်းဦးလေးဟာရောက်တုန်းရောက်ခိုင်း3-4ရက်မြတ်နေသွားပါအောင်လို့တောင်းဆိုနေရကြောင်းကျွန်တော်ကလည်းဦးလေးရဲ့သဘောတိုင်းပဲ2ရက်တိတိနေပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုနဲ့တ냐အိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာတော့မိုးလင်းလာတာနဲ့ဦးကြီးဖြစ်သူကတစ်ဖက်ရွာစီကိုတွားရောက်ဖို့အတွက် ကျွန်တော်ကိုအဖော်ဖြစ်နဲ့ခေါ်လာခဲ့ပါတယ်ကျွန်တော်ကလည်းဦးကြီးရဲ့နောက်ကိုလိုက်ပါသွားရန်အတွက်လေထဲဆင်းလျက်စောင်းတဲ့ခမောက်ကြီးကိုပဲစောင်းလေကဆက်လေကြီးဘော်ကိုတက်ရောက်ခဲ့ပါတယ်ရေချောင်းကြီးနဲ့နိုင်ဝက်မြမောင်းနေခဲ့ရပြီးတော့ဆက်လေထိုးရန်ပြုတ်လုထားတဲ့မြောင်းကလေးတွင်းကိုဝင်လေရဲ့ဦးလေးကဆက်လေထိုးထားလိုက်ပါတယ်ဆက်လေဘော်ကနေဆင်းခဲ့ပြီးတော့ကစင်းရိုးများတိုင်းနေတိန်ကိုဥတည်သွားမယ်လို့ပြောဆိုခဲ့ပါတယ်ကစင်းရိုးတွေကချင်းမြောင်းလာစွာတိဆောက်ထားတာကြောင့်တူဦးတဲ့သားလင်းလျှောက်လန်းရရပါတယ်အဲဒါကြောင့်ဦးကြီးရဲ့နောက်ကနေကျွန်တော်ကလိုက်ပါနေခဲ့ရပါတယ်အရှိကနေဥတည်ပြီးတော့သွားနေတဲ့ဦးကြီးက အနောက်မှာရှိနေတဲ့ကျွန်တော်ကိုယခုလိုမျိုးပဲပြောဆိုလာခဲ့ပါသေးတယ်။ဒီရွာမွေတွေအရန်ပေါ်တယ်ငါတူရ။မပွေးငန်းတော်ကြ၊မွေဟောက်အစိုးဆုံးကတော့ငန်းတော်ကြတွေပဲကွာ။အဲဒါကြောင့်မလို့မွေနိုင်တဲ့အမေရင်ကိုကိုးဝယ်တာဖြစ်မယ်။မသိရင်တော့ဘယ်အကြောက်တရားမှကျွန်တော်ထံမှာရှိနေလိမ့်မည်မဟုတ်ပါဘူး။သို့တော်လည်းယခုကဒူကောင်းကြော်များလောက်ပေါက်နေတဲ့မျက်ပင်တွေကြားကဖြတ်သန်းနေချိန်မှာတော့ဦးကြီးထံကနေအဲ့ဒီလိုမျိုးပြောဆိုလိုက်တဲ့ကိုပဲကြားလိုက်ရတာနဲ့ကျွန်တော်ရဲ့ခြေလန်းတွေဟာတွန်းဆုတ်တွန်းဆုတ်ဖြစ်သွားခဲ့ပါတယ်။ဟာတူကြီးကရှောက်လေကွာဘာဖြစ်နေရတော့ကွာ။ ညောင်းသွားလားဟာမဟုတ်ပါဘူးဗျာဦးဦးပြောလိုက်မှပဲကျွန်တော်တော့မလျှောက်ရဲတော့ဘူးဦးဦးကျွန်တော်မလိုက်တော့ဘူးဗျာဟာဘာဖြစ်လို့လဲကွာမွေမွေတွေပေါ်ရဲ့ဆိုဟုတ်တယ်လေကွာ ငါကမွေပေါ်တယ်ပဲပြောရလေကွာလူတွေကိုမွေတွေကကြိုက်တယ်လို့ပြောရမှာမဟုတ်ပဲနဲ့ရန်ကုန်သားကြီးကလည်းတွေးနှဲလိုက်တာကွာနဲတယ်ဗျာနဲတယ်နဲတယ်မွေနဲ့တူတဲ့အကောင်ဆိုရင်ကျွန်တော်ကတီကောင်တော်မှကြောက်တတ်တာဦတိရဲ့သားနဲ့သိပါတယ်ကွာငါတူကြီးကြောင့်ဥလေးတိတ်တိတာပေါ့လာပါကွာဟိုမှာလမ်းမြင်နေရတဲ့အိမ်လေးတွေ့လားအေးအဲ့ဒီအိမ်လေးပဲရောက်ခါနီးနေပြီဘာလဲဥလေးခြိသွားရမှာလားရရပါတယ်ဥလေးရဦညွန်ပြလိုက်တဲ့အိမ်ကလေးကိုလမ်းမြင်နေရပြီဖြစ်တာကြောင့်ကျွန်တော်ဟာလည်းအခြေဆုံးခြေလမ်းနေနဲ့ဥတီနေခဲ့ပါတယ်ပြိုးကုန်းမောင် အရိအင်ရှိကိုရောက်လာခဲ့တာနဲ့ဦးကြီးကအဲ့ဒီလိုမျိုးအတန်ပေးလိုက်ပါတယ်။အရိခါမှာပဲမျက်မှန်ကြီးကိုတက်ဆင်ထားတဲ့အသက်အပြည့်90ကျော်ခန့်ရှိပြီဖြစ်တဲ့လူကြီးတူဟာနေပရင်းပေါက်ဘေးကနေစာဖတ်နေရင်းနဲ့ထိုကဲ့သို့ပင်ပြန်လည်အတန်ပေးလာခဲ့ပါတယ်။ဟောကွမြတွေဝင်လာခဲ့ဗျာ။မဝင်ရဲဘူးဗျ။မွေတွေပါလေကြည့်ပြီးဝင်လာခဲ့စမ်းပါဗျာ။ဘာမှမဖြစ်ပါဘူး။ဟာဗျာမဝင်ရဲပါဘူးဆိုခမရလာခေါ်ကြည့်ကျွန်ုပ်တသက်နဲ့တကူနေအိမ်များကိုတွားရောက်လေပတ်တဲ့ကအိမ်ရှင်များကိုပင် ခွေးကြည့်ပေးပါအောင်ဟူသောစကားကိုသာကြားဘူးခဲ့ပါတယ်။ယခုအခါမှာတော့ဦးကြီးရဲ့ပြောဆိုလိုက်တဲ့စကားဟာလွန်စွာထူးဆန်းနေပါတယ်။ဘက်နဲ့မွေကြည့်ပေးပါအောင်ဟူသောစကားပင်ဖြစ်နေပါတယ်။ဦးကြီးသည်လည်းချန်ပီယံကနေပြီးတော့ပတ်ဝန်းကျင်ကိုမျက်စိတောက်ထောက်ပြီးတော့ကြည့်ရှုနေလျက်မွေဟူသောတရဝါကိုပင် ထိတ်လန့်နေရန်တူပါတယ်။အင်ရှင်ဖြစ်သူကလည်းချန်ပီယံမှာရှိနေတဲ့ကျွန်တော်နဲ့ဦးကြီးတို့ကိုလာရောက်ခေါ်ဆောင်ကနေဘော်ကို လိုက်ပါသွားခဲ့ရပါတယ်။အလဲတက်တက်ပဲလားဗျ။ဟုတ်တယ်ဗျို့ဒါကရန်ကုန်လာတဲ့ကျုပ်ညီရဲ့သားလေးဗျာ။ तू ကစာရေးဆရာ သူရောက်လာတော့ထူးထူးဆန်းဆန်းနေရာတွေလိုက်ဖို့ပေးချင်တာနဲ့ခမားအိမ်ကိုခေါ်လာတာပဲဒါနဲ့ခမားသမီးလေးရောရှိပါဗျာဒါနဲ့နေပေါင်းခမားတူကိုထူးထူးဆန်းဆန်းပြချင်တာနဲ့ပဲကြုတ်ရင်ခေါ်လာရရဲ့ဆိုဩော်ဒီလိုပါဗျာ ကျုပ်တူဟာဂမ်မီယာဇက်လန်နေပါလေရေးတော့ခမရတို့တမီလေးကြောင့်သူ့ကိုတိစီခြင်းလို့ခေါ်လာခဲ့တာပဲဆိုပါတော့ဗျာ။ဩအဲ့လိုလား။ဦးအောင်မောင်ဆိုတော့အဲ့ဒီလူကြီးနဲ့ကျွန်တော်ရဲ့ဦးလေးဟာလွန်စွာယဉ်နီးချဟန်တူပါတယ်။သူတို့နှစ်ဦးသာတရင်တနည်းနဲ့ပြောဆိုနေခဲ့ကြတဲ့ဇကားတွေကိုပင်ကျွန်တော်တယောက်နားမလည်နိုင်ခဲ့ပါဘူး။ဦးကြီးရဲ့ပြောစကားတွေထဲမှာကျွန်တော်ကိုထူးဆန်းတဲ့နေရာစီကိုခေါ်ဆောင်လာခဲ့ခြင်းဖြစ်တယ်လို့ကြားသိလေရပါတယ်။လုတ်ပါအောင်ဗျာခမရတမီလေးကိုခေါ်လိုက်ပါအောင်။ ကျုပ်လည်းဒီနေ့ဗုဒ္ဓဟူးနေ့ဖြစ်နေလို့အရောက်လာခဲ့တာဗျာ။သူလာမှသူ့ဖို့တွေကလည်းလာကြမှာဆိုတော့ကျွန်တော်တူယူထူးထူးဆန်းဆန်းမြင်ညင်လို့ပါဗျာ။ဟုတ်ဟုတ်ဟုတ်ပါပြီဗျာ။ကဲသမီးလေးရေရင်လာ ရှင်းပြီ။ကဲလာပါအောင်သမီးရေခဏဒီမှာသမီးဦးလေးဥမြင့်ထွေးတို့ကတွေ့ကျင်လို့တဲ့။ဟုတ်ကဲ့ဖေကျွန်တော်ရဲ့ထင်မြင်ချက်တွေကဦးအောင်ရဲ့သမီးဖြစ်သူကအိတ်ခမ်းတွေမှပြန်လဲအတန်ပေးနေခဲ့ခြင်းဖြစ်ပါလိမ့်မယ်။မပီတပီနဲ့ပြောဆိုနေတဲ့လေးကိုသာကြားရပါတယ်။ဟုတ်ပါတယ်။အိမ်နောက်ဘေးကနေထွက်လာသူကအသက်9နှစ်ရွယ်ကလေးမလေးတူဦးပင်ဖြစ်ပါတယ်။ သူ့ရဲ့လေကုပ်ပေါ်မှာလည်းတပေခွဲကန့်ရှိတဲ့အဝါရောင်မွေကွက်ကြားကြီးတစ်ကောင်ကလည်းရစ်ပတ်နေခဲ့တာဟာထိတ်လန့်စွာမြင်တွေ့လေရပါတယ်ဟမ်ဥဥဥိမွေမွေလေဘယ်လိုလဲဒူကြီးရဲ့မေလန့်သွားလားကန်ကြီးပါအောင်လားကွာအာဥိရလဲဗျာ ခမားတူကရန်ကုန်သားဆိုတော့လဲကြောက်မှာပေါ့ဗျ။ခမားလူတောသားစစ်စစ်ကြီးတော်မှာကြုတ်ရင်တော့ဝင်ရတာမှမဟုတ်ပဲနဲ့။ကောင်းလေးရေတိတ်လဲကြောက်မနေနဲ့ဟိုကအပေါ်ကိုလဲမော့ကြည့်လား။အမလေးဗျ။ဟာဟာ ကျွန်တော်ရဲ့ထိတ်လန့်မှုတွေကဥုံမောင်နဲ့ကလေးမလေးတို့ရဲ့လောင်ရည်စရာများဖြစ်နေခဲ့ရလေသလားအဝါကွက်ကြားနဲ့မွေကြီးတကောင်မှထိုကလေးလေးရဲ့လေဘင်းပေါ်မှာရစ်ပတ်နေခဲ့ခြင်းသာမကအိတ်ထုပ်တန်းပေါ်မှာလည်းအဝါရောင်ကွက်ကြားနဲ့မွေကြီးတကောင်ဟာငြိမ်သက်စွာရှိနေခဲ့ပါတယ်ထိုတွေမကသေးပါဘူးကျွန်တော်ရဲ့နဘေးကနေဖြတ်တန်းသွားနေခဲ့တဲ့လက်ကဝုတ်ခန့်ရှိတဲ့မွေရောက်ကြီးတကောင်ဟာလည်းကလေးမလေးရဲ့အနောက်ဘက်မှာဒရက်ဇက်လိုက်ပါခဲ့ရန်တူပါတယ်အဲဒါကြောင့်မဲကျွန်တော်ကလည်းဖိနှိုင်းချထားတဲ့အနေထားကနေငုတ်တုတ်အနေထားကိုပဲပြောင်းလဲသွားခဲ့ရပါတယ်ဦးကြီးရဲ့လက်မောင်းကြီးကိုသာရုတ်တရက်ဖမ်းဆုပ်ကင်ထားမိလိုက် ်ပါတယ်။နောက်ကျောကလည်းလုံမနေတော့ပါဘူး။ဥကြီးကလည်းကြောက်လန့်နေပါတယ်။သို့တော်လည်းအရင်ပေါ်မှာတော့ခက်ပြုံးပြုံးအမူအရာရင်းနဲ့သာရှိနေခဲ့ပါတယ်။မကြောက်ပါနဲ့ကောင်းလေးရဲ့။မင်းတို့သူတို့ကဘာမှမလုပ်ကြပါဘူး။သူတို့ကသူတော်ကောင်းမွေတွေပါကွာ။ဟာဗျာကျွန်တော်မနေရတော့ဘူးဗျာ။နေပေါင်းတူကြီးရဲ့မင်းဦးလေးလည်းရှိနေတာပဲမင်းတို့တို့ကအနေမပေးပါဘူးဆိုနေမှာဟုတ်တယ်ကွာဒီကလေးမလေးကဦးကြီးတို့ရွာရောရွာနီး60မှာရောအရွယ်နဲ့မလိုက်နာမည်အရန်ကြီးတာငငယ်ရွယ်ရွယ်လေးနဲ့ဆရာမဆိုတဲ့ဘွဲတော်ရနေတယ်ဆိုပါတော့ကွာဟမ် ဘာဘာဖြစ်လို့လဲဗျာဩဒါတွေကသူ့ကိုစောက်ရှောက်ကြတဲ့မွေလေဘလို့မွေစိုးမျိုးပဲကကဥုံတင်ရဲ့တမီလေးစရွေးတစ်စက်နဲ့အသက်အန္တရာယ်လုံးဝမထိခိုက်အောင်ကုသပေးနိုင်နေကွာဟမ်ဒါဒါဆိုဒီကလေးမလေးကမွေဆရာမလေးပေါ့ဟုတ်လားဦးอืมအဲ့လိုပဲဆိုရမှာပေါ့မတူကြီးပြောသလိုဟုတ်တော့လဲဟုတ်ပါတယ်ဒါပေမဲ့ ကဲပါဗျာကြုတ်ပဲပြပြလိုက်တော့မယ်ဒီလိုကောင်းလေးရကဲမင်းမလဲကြည့်ရတာကွာပင်မန်းလိုက်တာဖင်ချထိုင်စမ်းမှာကွာစိတ်အေးလေးထားမင်းဘာမှဖြစ်စီရအောင်ဟုတ်ပြီလားမင်းကစရီပါရေးရေးတယ်ဆိုတော့မင်းရေးလို့ရအောင်လို့ငါပြောပြမယ်ကွာဒီလိုကွာဦးလေးတို့လင်မယားနှစ်ယောက်ကဒီရွာသားတွေကြီးပဲငငယ်ကလေးတွေကဒီရွာမှာမွေးဒီရွာမှာကြီးလာရင်လည်းငယ်တငယ်ချင်းတွေကနေအခုလိုမျိုးအိမ်ထောင်ဘက်တွေပြေရောက်ရှိလာကြတယ်ဆိုပါတော့ကွာဦးမိန်မနဲ့ဦးနဲ့အိမ်ထောင်ကြပြီးတော့အနည်း20အထိကိုကလေးမရခဲ့ကြဘူးကွာအရန်ကိုလိုချင်ခဲ့တာပေါ့ကွာ ဦးမိမ်မလည်းအိမ်တော်တက်အနှစ်20လုံးလုံးကလေးမရတော့ကလေးယူယူနေခဲ့တာကွာဦးတို့လင်မယားနှစ်ယောက်ကအနောက်မေတော်လို့ခေါ်တဲ့အမေရည်ရင်ကိုကိုးကွယ်ကြရလေဦးတို့တွေမကပါဘူးတရွာလုံးကိုးကွယ်ကြတော့နေ့တိုင်းလည်းအမေရည်ရင်စီမှာကလေးရနိုင်အောင်ဆူတောင်းခဲ့ကြတယ်အဲဒီလိုနဲ့ပဲရက်တွေကြာလာပြီးတော့တညမှာတော့အိမ်မက်တစ်ခုမက်တာပဲငတ်တူရအဲ့ဒီအိမ်မက်ထဲမှာမိမ်မက်တယောက်ရောက်လာတယ်ကွာမွေကြီးတကောင်လာပေးရအိမ်မက်ထဲမှာဦးတို့ကလည်းလက်မခံဘူးကွာဘယ်နဲ့မွေကြီးလာပေးရသလားလို့အဲ့ဒါနဲ့ပဲအဲ့ဒီမျိုးသမီးကိုအတင်းမောင်းထုတ်လိုက်တယ် ဒါပေမဲ့ तू ကကလေးလိုချင်ဒီမွေကြီးကိုမွေးစားလိုက်ဆိုပြီးတော့ပြောလာတယ်ကွာ။ဦးမိမ့်မကလည်းကလေးသိပ်လိုချင်နေရဆိုတော့အိမ်မက်ထဲမှာအဲ့ဒီမျိုးသမီးပေးတဲ့မွေကြီးကိုချက်ချင်းပဲယူထားလိုက်တယ်။ဦးတို့လက်ထဲလည်းရောက်ရောမွေကြီးကအနီးတုပ်လေးနဲ့ကလေးလေးဖြစ်သွားတယ်ကွာ။တကယ်ကိုထူးဆန်းတဲ့အိမ်မက်ပါပဲကွာ။ပြီးတော့အခုလိုသမီးလေးကိုကိုဝင်ရှိပြီးတော့မွေးလာခဲ့တယ်ဆိုပါတော့ကွာ။ထူးဆန်းနေရတခုကအဲ့ဒီအိမ်မက်ကိုဥရုလင်မယားနှစ်ယောက်စလုံးတစ်ချိန်နဲ့တစ်ပြိုင်နက်တဲ့အတူတူမှတ်ခဲ့ကြတာထူးဆန်းနေရတဲ့ခုဟာ အဲ့ဒီအိမ်မက်ကိုဥရုလင်မယားနှစ်ယောက်စလုံးတစ်ချိန်နဲ့တစ်ပြိုင်နက်တည်းအတူတူမက်ခဲ့ကြတာကွာဒါဆိုဒီကလေးမလေးကမွေးဝင်စားဆိုတာတေချာသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီကလေးမလေးကမွေးဝင်စားတယ်ဆိုတာတေချာသွားပြီပေါ့နော်ဦးလေးမွေးဝင်စားတယ်ဆိုတာတဲ့ဥထင်ပြောရလို့ရှိရင်တော့မွေကြီးလာပြီးသွားတဲ့အမျိုးသမီးဟာအနောက်မေတော်ကြီးပဲဖြစ်လိမ့်ပြီးတော့သမီးလေးကို9လလောက်တုန်းကဆိုရင်ဥလေတွေကနေပြန်သူ့အမေကလည်းအိမ်ရှိကမ်းမှာဘိုက်ကြီးတစ်ပြည့်ပြည့်နဲ့အိပ်ပျော်နေရာ မွေရောက်ကြီးတကောင်ကသူ့ခြေရင်းမှာခွေပြီးတော့ပပြင်းထောင်ထားတယ်။နောက်သူ့ရဲ့ခေါင်းရင်းမှာမွေပြင်းလို့ခေါ်တဲ့ငန်းတော်ကြားကြီးတွေကလည်းခွေနေအောင်တွေ့လိုက်ရတယ်။ ဦးလည်းမျက်စိတွေပါလေပြာသွားပဲကွာအသေးစိတ်ထဲမှာလည်းဦးမိတ်မောင်မွေကိုက်လိုက်ပြီးထင်ပြီးတော့ခြေရင်းကမွေဟောက်ကိုမျက်ခုတ်တဲ့ဓာတ်နဲ့ပိုင်းမလို့အလုံးဖနှက်ချွတ်တက်သားပေါင်းခလုတ်တိုက်မိပြီးတော့ဗပြင်းထောင်နေတဲ့မွေရောက်ရှိကိုမောက်ရက်လဲကျသွားတာဒါပေမဲ့မွေရောက်ဦးကိုဘာမှမလုပ်ဘူးကွာတကယ်ဆိုရင်နှစ်ဖူးတက်တဲ့ကိုဒီကောင်ပေါက်ချလိုက်လို့ရပြီလေဦးလည်းကြောက်ကြောက်နဲ့ငြိမ်နေပြီးတော့မလုပ်ရဲဘူး तू ကလည်းဘာမှမလုပ်ဘူး तू ကသူ့ဗပြင်းချပြီးတော့အိမ်ပေါ်ကနေနှစ်ကောင်စလုံးဆင်းသွားတာတကယ်ကိုသူတော်ကောင်းမွေတွေဆိုတာဦးသိလေရပြီ မွေတွေဆင်းသွားမှပဲသူ့မိရလည်းထလာပြီးတော့ကျမ်းမြင်ပေါ်မှာမောက်လျက်ကြီးဖြစ်နေတဲ့ဥကိုကြောင်တောင်တောင်ဖြစ်သွားတယ်လေ။อืมဒါဆိုလို့ရှိရင်ဒီကလေးမလေးကိုဒီမွေတွေကဆောက်ရှောက်ပေးနေကြပါဘောနော်။ဟုတ်တယ်ကွာ။ရင်လာလေ6လသမီးလောက်တော့ဟာဥုံမောင်တို့ရဲ့ဥကြီးကအလုပ်ကိစ္စတခုနဲ့ရောက်လာဘူးတဲ့ သူတို့လင်မယားနှစ်ယောက်ကနောက်ဘေးမှာထမင်းစားနေကြတာကလေးလေးကိုအိမ်ရှိကမ်းမှာတိတ်ထားတယ်။ဦးလည်းအတန်ပေးပြီးတော့သူတို့အိမ်ပေါ်ရောက်လာတော့ကလေးကောင်းရဲ့မှာငန်းဆောင်ကြီးတကောင်ခွေနေအောင်မျက်မြင်ကိုယ်တွေတွေ့ခဲ့ဘူးလေ။ဦးလည်းတော်တော်လန့်သွားခဲ့တယ်ကွာ။ဦးအောင်မောင်တို့လင်မယားရောက်လာတော့မွေကြီးကိုကြောင်ကြည့်နေတဲ့ဦးကိုဦးအောင်မောင်တို့လင်မယားနှစ်ယောက်ကတွေ့လိုက်ရတယ်။ဒါပေမဲ့သူတို့လင်မယားနှစ်ယောက်ကတော့အဲ့ဒီမွေတွေနဲ့တော်တော်လေးကိုယဉ်နိကြပြီးပြီထင်တယ်ကွာ။ဘာမှမစိုးရိမ်မှုတော့ဦးကိုပြန်ပြောလိုက်ကြတယ်။ဖြစ်စံတစ်ခုပါပဲလားဗျာ။ဟုတ်တယ်ငါတို့ရ။အစတုန်းကတော့ဦးတို့လည်းမွေတွေကိုမောင်းထုတ်ပြီးတော့မွေကင်းစောင့်နေရတာ။မရပါဘူးကွာ။လာ ကြတာပါပဲတနေ့ကို3လေးခေါင်လောက်ခြံထဲမှာရှိနေတယ်။သမီးလေး9ရက်သမီးမှာအိမ်မက်တစ်ခုထပ်မက်ခဲ့တယ်။မွေကြီးလာပြီးတဲ့အမျိုးသမီးကိုပဲထပ်မက်ခဲ့တာ။ "तू ကပြောတယ်ကွာ။သမီးလေးစိတ်ချရမယ့်အရွယ်ရောက်လို့ရှင်။ तू နားမှာမွေတွေရှိမနေတော့ပါဘူး"တဲ့။ပြီးတော့သမီးလေးရဲ့ရှာမှာအမတ်ပါတယ်။အဲဒါကြောင့်ပဲဘလို့မွေစိတ်မျိုးမဆို तू ကုနိုင်လိမ့်မယ်လို့ပြောသွားတယ်ကွာ။ဦးတို့လင်မယားနဲ့ရောက်လဲတေချာတိလိုက်ပါပြီ။ဒါအနောက်မယ်တော်ကြီးအမေရေရင်မဲဆိုတော့သမီးလေးရှာမှာအမတ်ပါနေမှလဲဦးတို့လင်မယားနဲ့ရောက်သတိမထားခဲ့မိပါဘူး။အိမ်မက်ရမှကြည့်ကြည့်တော့ဟုတ်တယ်ဗျာ။တကယ်ပဲသူ့ရှာမှာအမတ်ရှိနေခဲ့။အဲဒါကြောင့်ကလ လေးနားမှာမွေတွေရှိနေဦးတို့လည်းစိတ်ချလက်ချနဲ့ထိုင်ကြည့်နေရတော့ပဲကလေးကိုဘာမှမလုပ်လို့ဒီရွယ်ထိတော့ရောက်လာတယ်ဆိုပါတော့ကွာဒီလိုမွေမျိုးတွေနဲ့ပုတ်တိပုတ်သက်နေနေရဘယ်တော့ကြာကြီးလဲဗျငါတူကဒီနေ့ရောက်လာလို့ဒီလိုမြင်ဝင်းမျိုးကိုမြင်ရတာပါဘိုတူဦးနေမှာအခုလိုမွေတွေရောက်လာတတ်တာပဲတခြားနေ့တွေဆိုရင်တော့တစ်ကောင်နှစ်ကောင်လောက်ပဲတွေ့ရတာဒါပေမဲ့သမီးလေးနဲ့အခုလိုပုတ်တိပုတ်သက်လောက်တာတော့မရှိဘူးကွာအခုလိုဘိုတူဦးနေမျိုးမှာပဲသမီးလေးနဲ့ပုတ်တိပုတ်သက်လောက်နေတယ်အစိပ်ပြင်းတဲ့မွေတွေကိုတွေ့ရတယ်မွေကူတယ်ဆိုတာပါဗျဘယ်လိုမျိုးကူတာသမီးလေး၃နှစ်သမီးလောက်တော့ကမင်းဦးကြီးတို့ရေကြော်ရွာမှာမွေကြိုက်ခံရ တယ်ဆိုလို့တမီးလေးပါးစပ်ထဲကတက်ရည်ကိုယူပြီးတော့ဥအမြန်သွားတယ်ပြောရရင်တော့မယ်ရိုကြီးပြောသွားတယ်လို့သူ့တရီးနဲ့မွေစိတ်ပြေးနိုင်တယ်ဆိုတဲ့အကြောင်းဟုတ်မဟုတ်စမ်းသပ်ကြည့်တဲ့သဘောမျိုးပေါ့ပြီးတော့ဒန်ယာကိုကလေးတရည်နဲ့ပုတ်တက်ပေးလိုက်တယ်ဟုတ်တယ်ကိုလူကြီးခဏပဲအဲ့ဒီလူချက်ချင်းတက်တာသွားတာအဲ့ဒီအချိန်ကစပြီးတော့ဘယ်နေရာမှာဘလို့မွေစိုးပဲကြိုက်ကြိုက်တမီးလေးစီရောက်လာကြရင်လည်းဝါးခဲမှာတစ်မျိုးလုံးအခုလိုမျိုးပြန်သွားရတယ်ဆိုပါတော့ကွာအေးဗျာတော်တော်ထူးဆန်းတဲ့မွေဝင်စားမှလေးပါလားဦးအောင်ပြောဆိုနေတဲ့စကားတွေကိုပဲနားထောင်နေခဲ့တဲ့အချိန်မှာပဲကလေးမလေးကသူမရဲ့အပေါင်းဖော်မွေများကိုပဲထွက်ခွာသွား ားကြရင်ပြောဆိုနေပါတယ်။ငွေများကလည်းသူမရဲ့ပြောစကားများကိုနားလည်သည့်အတိုင်းတကောင်ချင်းစီတွန့်လင့်တွန့်လင့်နဲ့ထွက်ခွာသွားကြသည်မှာကျွန်တော်ရဲ့အမြင်ထဲမှာလွန်စွာကြက်သိမ်းထနေမိပါတယ်။ကျွန်တော်တက်တန်တစ်လျှောက်အဲ့ဒီလိုမျိုးမွေစိုးကြီးများကိုပဲမမြင်တွေ့ခဲ့ဘူးပါဘူး။ဗပြင်းခွက်ခွက်ကြီးထောင်နေခဲ့တာကြောင့်မွေရောက်ကြီးများဆိုတာသိနိုင်ပါတယ်။တခြားသောအဝါကွက်ကြားအနက်ကွက်ဇောင်းငန်းငန်းဖြူကြားစတဲ့မွေစိုးကြီးတွေကိုတော့တသက်နဲ့တကူမတွေ့ခဲ့ရဘူးတာကြောင့်ယင်တထိတ်ထိတ်နဲ့ပင်ကြိရှိနေခဲ့မိပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားပါပြီဗျ။ယခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့ ARI တိုင်းက ောင်မိုးဝင်စားမှလေးမရင်လာကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာဇလန်းလေးကိုစွန်းတတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်